အားလုံးမင်္ဂလာပါသခင်ယေရှုနာမအဖြစ်အားလုံးကိုနှုတ်ဆက်ပါရစေအာခုချိန်မှာလည်းကျွန်တော်တို့ဒီ online ကနေတဆင်နှုတ်ကပတ်တော်အဖြစ်အခွန်အားယူဖို့ရအချိန်ဖြစ်ပါတယ်ယေရှုသူအားလုံးအချိန်ပေးပြီးမှနားထောင်တဲ့သူအားလုံးကိုသူကျေးဇူးတင်နေဖျားရှင်ကောင်းချီးပေးပါစေဆိုတာဥစွာပြောလိုပါတယ်အဲတော့ကျွန်တော်နှုတ်ကပတ်တော်အဖြစ် ခွန်အားယူပြီးမှဆင်ခြင်ဖို့ရအတွက်ရွေးချယ်ထားတဲ့ဒီကောင်းစင်နဲ့ကျမ်းစာကိုဝှစွာကျွန်တော်ဖတ်မှာဖြစ်ပါတယ်။ကျွန်တော်ထွက်မြောက်ရာကျမ်းခန်းကြီး၅၅ထဲမှာယေတီလာလူမျိုးနဲ့မောရှိနဲ့သူရဲ့လူများကြုံတွေ့ရတော့အမှုအရာအားဖြင့်ကျွန်တော်ပြန်လဲခွန်အားယူဖို့ရဖြစ်ပါတယ်။ထွက်မြောက်ရာကျမ်းခန်းကြီး၅၅အပိုင်းငယ်၂၂ကနေဖတ်ပါမယ်။ ထို့နောက်မောရှိသည်ဣတီလာလူတို့ကိုအိဒုံပြည်ပြင်လေမှဆောင်းသွား၍သူတို့သည်ရှုရတော်သူရောက်ကြ၏ထူတော်၌၃ရက်ခရီးသွား၍ဤကိုမတွေ့မရကြမာရအယတုရောက်သောအခါမာရဤသည်ခါသောကြောင့်မတော့နိုင်ကြထူကြောင့်ထူအယတ်ကိုမာရဟုသမုတ်ကြသည်လူများတို့သည် မောရှိကိုအပြစ်တင်၍မြည်တမ်းလျက် အဘေတုတောက်ရပါမီနီဟုဆိုကြ၏မောရှိသည်ထာဝရဖျားအားအော်ဟိ၍ထာဝရဖျားသည်တစ်ပင်တပင်ကိုပြတော်မူ၏သူအပင်ကိုရည်သေးသူချပြီးလေရည်သည်ချူလေ၏နေ့ကျန်စာထဲမှာကျွန်တော်ဖတ်သွားတဲ့အတိုင်းပဲကျွန်တော်တို့ကောင်းစဉ်ပေးခြင်းတဲ့အရာကတော့မာရနော်ခါတိချင်းမလေချုံမင်ချင်းတို့ ကျွန်တော်တို့ရောက်ဖို့ရအတွက် ကျွန်တော်တို့ဘယ်လိုနဲ့နောက်ပါးတွေလောက်ရမလဲဆိုတာကိုဒီနေ့လေ့လာဖို့ရဖြစ်တယ်ကျွန်တော်ကောင်းစဉ်အားဖြင့်ဘေးချင်တဲ့အရာကတော့ခါသေးချင်းမှချုံမိန်ချင်းဆိုတဲ့အရာဖြစ်ပါတယ်ကျွန်တော်ယုံကြည်သူလောကမှာကျွန်တော်အသက်ရှင်တဲ့ခါမှာလဲเนาะကျွန်တော်ဆင်းရဲခြင်းဒုက္ခတွေပြဿနာတွေခက်ခဲမှုတွေခါတိမှုတွေ ။เนาะကျွန်တော်တို့လူတွေအာမပြောပြရဲတဲ့အရာတွေပြောပြလို့မဖြစ်တဲ့အရာတွေကိုပါတာကျွန်တော်တို့ဘဝတဲမှာတိတ်မိတ်ခံစားပြီးမှငိုချီဝမ်းနေချင်းကိုကျွန်တော်အကြုံတရတဲ့အချိန်မြောက်များစွာရှိကြမှာဖြစ်တဲ့အနေနဲ့အများเนาะကျွန်တော်တို့ဒုက္ခတွေကြုံတရမှာဖြစ်တဲ့ကျွန်တော်တို့ဘဝမှာခါသေးမှုတွေเนาะအများကြီးကျွန်တော်ရင်ဆိုင်ကြုံတရမဲ့ဒိုးတွေလည်းဖြစ်တဲ့ ဂျုံတွိပေးတာလည်းရှိတယ်လို့အနာကမှာလည်းကျွန်တော်တို့ဂျုံတွိဆရာတွေလည်းရှိအောင်မှာဖြစ်ပါတယ်။သူကဲ့သို့ကျွန်တော်တို့ဂျုံတွိလာတဲ့အမှုအရာပေါ်မှာ ကျွန်တော်ဘယ်လိုနဲ့ရင်ဆိုင်ရမလဲ။ဘယ်လိုနဲ့ကြော်ဖြတ်ရမလဲဆိုတာကိုဒီနေ့ခွန်အားယူဖို့ရံဖြစ်တယ်။ဇောတိအရာကတော့ဣတိလလိုမျိုးတွေကိုမောရှိအားဖြစ်ဘုရားသခင်ကအေကုန်တို့ဂျုံကနေခေါ်ဆောင်ပြီးမှနော်တို့ဒီတော်သေးကိုအမြဲတမ်းညှက် เนาะသူတို့အာတွားနေတဲ့အကြောင်းအရာလေးဖြစ်တယ်ဆိုတော့ဒီအခန်းကြီး15ရောက်တဲ့ခါမှာဒီသူတို့မောရှိကနေပြီးမှဣတီလလူမျိုးကိုအဲ့ဒုံပင်လေမှเนาะဆောင်းသွားပြီးမှဒီရှုရတော်သူရောက်တဲ့အခါမှာကြုံတွေ့ရတဲ့အရာကပါလဲဆိုရင်သူတို့ခရီး3ရက်လောက်တွားပြီးပြီးเนาะရီကလည်းမရှိတဲ့เนาะအဲ့တော့ရှိတဲ့ရီလေးကိုသူတို့တွေးလိုက်တယ် ဆိုရီအရာစားတဲ့မောပန်းနေကြတဲ့အချိန်မှာနော်သူတို့မျောလင့်နေရကတော့ဒီရီတောက်ရကိုရဆိုတော့အဲ့မှာခရီးဒီကျန်းစာ3ရက်ခရီးသွားယူရီကိုမတိလို့ပြောပါတယ်3ရက်ရီမတောက်ရဘူးဆိုတော့အရာခက်ခဲပါတယ်ကျွန်တော်တို့တရက်မပြောနဲ့နော်နာရီပိုင်းဒီရီဒီမတောက်ရတာတအားကျွန်တော်ခက်ခဲပါတယ်ဆိုတော့သူတို့3ရက်မတောက်ရဘဲနေတဲ့အခါမှာတဲ့မာရဆိုတဲ့အရက်သူရောက်သွားတယ်တဲ့ အဲ့ဒီမာရကနော်အရက်မှာရည်ရှိတယ်သူတို့ကတော့ဒီအရာစားတဲ့အတွက်ကြောင့်ဒီကြီးကိုတောင်းမယ်လို့သူတို့အရာမျှော်လင့်ကြတယ်ဖြစ်သူ့ပြင်မဲ့လဲသူတို့လက်တွေ့တောက်လိုက်တဲ့အခါမှာအဲ့ဒီကြီးကအရန်ခါပြီးမှသူတို့တောက်လို့မရဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့မာရကတော့ခါတော့အရာနော်တောက်ဖို့ရမတင့်တော်တော့အရာနော်ကျွန်တော်တို့အတွက်ယုံကြည်သူတွေအတွက်ကဒီနေ့ လောကမှာကျွန်တော်ကျွန်တော်မရင်ဆိုင်နိုင်တဲ့ခါသိမှုတွေကျွန်တော်ကြုံတွေ့ရတဲ့အရာကျွန်တော်ကောင်းမယ်လို့ကျွန်တော်ထင်တဲ့အရာကတစ်ခါတစ်ခါကျွန်တော်အတွက်ခါသိမှုတွေဖြစ်တယ်ကျွန်တော်မျှော်လင့်တဲ့အရာကတော့เนาะအော်အရင်ကြီးပြီမဲ့လဲကျွန်တော်ဖြစ်လာတဲ့အရာကတော့ကျွန်တော်เนาะအမြူးမြူဝမ်းနေဆရာတွေเนาะအော်ခက်ခဲမှုတွေကျွန်တော်ဖြစ်တတ်ပါတယ်ဆိုတော့တို့ဒီအရာကိုကြုံတွေ့တဲ့အခါမှာเนาะကျွန်တော် ဘာလို့တလဲဆိုတော့ဣတီလလူမျိုးတွေကတော့ဘာလို့တလဲဆိုရင်မြည်တမ်းတယ်တဲ့မောရှိကိုအပြစ်တင်တယ်လို့ပြောပါတယ်ဒီဣတီလလူမျိုးများဆိုတာကရီကတောက်လို့မရတဲ့အခါမှာမောရှိကိုအပြစ်တင်တယ်မောရှိကိုဘယ်လိုပြောကြတာလဲနော်လူများတို့ဒီမောရှိကိုအပြစ်တင်ရည်နေတန်းလင်းအဘယ်သူတောက်ရပါမယ်နေနော် မောရှိဒီလိုကြီးကိုဘာဖြစ်လို့ငါတို့ဘယ်လိုတောက်ရမလဲဒီကြီးကငါတို့အတွက် တောက်လို့မကောင်းဘူးတောက်လို့မရဘူးဆိုပြီးမှသူတို့ကမောရှိခေါ်ဖြစ်တည်နေငေးသွားတယ်နော်ဆိုတာကျွန်တော်တွေ့ရတယ်ဒါတော့ကျွန်တော်ယုံကြည်သူတွေတချို့တွေကကျွန်တော်တို့အမှုတွေကြုံတွေ့တဲ့အခါမှာနော်ဟောကျွန်တော်တို့ငေးသွားတယ်သူတပားကိုအဖြစ်တင်တယ်နော်ယုံကြည်သူရှင်တစ်ခါတစ်ခါကျွန်တော်အတင်းတော်သဲမှာဆိုရင်အတင်းအောင်ရှာတွေကိုအပြစ်တင်တယ်เนาะကောင်းဆောင်တွေကိုကျွန်တော်ဝေဖန်တယ် နော်အော်သူတို့ဒီလိုမလုံလို့ဒီလိုလုံလို့စသဖြင့်ပေါ့နော်ကျွန်တော်တို့ကငေးတွားတက်တယ်ငေးတွားကြတယ်ဆိုတော့နော်ဟိတေလာလူမျိုးတွေလည်းငေးကြွားတယ်ကောင်းဆောင်တွေကဖြစ်တင်တယ်နော်ဖျားကိုဖြစ်တင်တယ်ဒီနေ့ကျွန်တော်တို့ဆင်ခြင်ဖို့ရဖြစ်တယ်ကျွန်တော်အမှုကြုံတွေ့တဲ့အခါမှာဒုက္ခပြဿနာခါသေးခြင်းကိုကြုံတွေ့တဲ့အခါမှာကျွန်တော်တို့မဘလို့တယ်လေဘသူကိုအပြစ်တင်ပြီးမှဘလို့နဲ့ကျွန်တော်အပြေရှာတယ်လေဘလို့နဲ့ယင်ဆိုင်တယ်လေဆိုတာအစ်မတမအရင်ကြီးပါတယ်ဆိုတော့ ဒါပေမဲ့ဒီကြားထဲမှာမောရှိကတော့ဘယ်လိုအသက်ရှင်တယ်လဲဆိုတာကိုကျွန်တော်တို့ကျမ်းစာထဲကနေပဲကြည့်မှာဖြစ်တယ်မောရှိကတော့တဲ့ထာဝရဘုရားအာအော်ဟိ၍ထာဝရဘုရားသည်တစ်ပင်တပင်ကိုပြတော်မူ၏မောရှိကတော့နော်ဘုရားသခင်စီမှာနော်အော်ရှိဘေးမှာပြောပြတယ်ဘုရားသခင်ကိုတနည်းအားဖြင့်တိုင်ပြင်းတယ်နော်ဘုရားသခင်ကိုသူပြောပြတယ်အော်ရှိတယ်တဲ့ဘုရားသခင်စီမှာအဲ့တော့မောရှိကတော့ခေါင်းဆောင် အယံပြေတာတယ်လို့ကျွန်တော်ပြောရမှာနော်လူဒီကိုဘာတခုမှမပြောဘဲနဲ့နော်ဖျားကိုပဲသူကပြောပြတာဖြစ်တယ်ဒီနေ့ကျွန်တော်မောရှိကဲသူ အမှုရိပြတနာရိထောင်တောင်းမကကြုံတွေ့ရတဲ့အခါမှာနံပါတ်1ဖျားသခင်ကိုအော်ဟစ်ပြီးမှဖျားသခင်ရှင်မှာကျွန်တော်ပြောပြဖို့ဖျားသခင်ကိုတိုင်ပင်ဖို့ဖျားသခင်ရှင်မှာကျွန်တော်တို့ဆုတောင်းဖို့ရာဖြစ်တယ် အဲ့တော့အဖြေကဘယ်မှာရှိတယ်လဲဆိုရင်ဖရာသခင်ရှိမှာအဖြေရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အတွက်ကြောင့်အဲ့ဒီမာရခါတော်ကြီးဒီနေ့ယုံကြည်သူရဲ့အသက်တာထဲမှာလည်းကျွန်တော်မတူညီတဲ့ခါတိမှုတွေကျွန်တော်ရင်ဆိုင်ကြုံတွေ့ကြမဲ့သူတွေဖြစ်တယ်ကျွန်တော်ဘယ်လိုနဲ့ရင်ဆိုင်မလဲဘယ်လိုနဲ့ဖြေရှင်းမလဲဘယ်လိုနဲ့ရှာဖွေမလဲဘယ်သူကိုအပြစ်တင်မလဲဘယ်သူစီမှာတွားပြီးမှတော့ကျွန်တော်တို့အော်ဟစ်မလဲ ်ဆိုတာကိုကျွန်တော်တို့စမ်းစစ်ဖို့ရဖြစ်တယ်။လွန်ခဲ့တဲ့အချိန်မှာရောကျွန်တော်တို့ဘလိုနည်းအသက်ရှင်ခဲ့တယ်လဲကိုကိုကိုပြန်လဲစမ်းစစ်ဖို့ရဖြစ်တယ်။နံပါတ်2ကတော့သူခါသီးချင်းကို ပြောင်းလဲစီတော်သူပေါ့နော်။ခါသီးတဲ့ဒီကြီးမာရကြီးဟာဘလိုနည်းပြောင်းလဲသွားတယ်လဲ။နော်အဲ့ဒီအရာက ပြောင်းလဲစီတဲ့သူရှိတာဖြစ်တယ်။အဲ့တော့ဖျားကအမောရှိကဖျားသခင်ကိုအော်ဟစ်ပြီးမှအဆုတောင်းတဲ့အခါမှာ ဘုရားကဘာကိုပေါ်ပြတယ်လဲဆိုလို့ရှင်တစ်ပင်တပင်ကိုပေါ်ပြတယ်တစ်ပင်เนาะတပင်ကိုပေါ်ပြအဲ့ဒီတစ်ကိုခောက်ပြီးမှเนาะတစ်ပင်ကိုရည်ထဲသို့ချပါတဲ့เนาะဘုရားကမောရှိကိုတစ်ပင်တပင်လေးကိုပေါ်ပြလိုက်တယ်အဲ့ဒီတစ်ပင်ကိုဒီရည်ထဲမှာချမောရှိကလည်းဘုရားစကားတိုင်းเนาะတစ်ပင်ကိုခောက်ပြီးမှရည်ထဲမှာချလိုက်တယ်အော်တော့ချလိုက်တာ ਨੇ အဲ့ဒီကဘာဖြစ်သွားလဲဆိုရင်လူတွေကပြန်တောက်လိုက်တဲ့အခါမှာ ခြုံမဲပြီးမှတို့တောက်လို့ကောင်းတဲ့ရည်ဖြစ်သွားတယ်ပထမဒုံကတော့အဲ့ဒီတစ်ပင်ရည်ထဲမှာမောရှိက မထိတ်ခင်ပါတော့အဲ့ဒီတစ်ပင်ကအယံခါတယ်လုံးဝတောက်လို့အစင်မပြေဘူးအငတ်မပြေစီနိုင်ဘူးเนาะဒါပေမဲ့မောရှိကဘုရားသခင်ပေါ်ပြတဲ့အရာကိုလှုပ်ဆောင်တဲ့အခါမှာအဲ့ဒီကချူမိန်ပြီးမှလူတွေအားလုံးတို့ရည်ငတ်ချင်းကနေကင်းဝေးပြီးမှချူမိန်စွာဖြစ် ကောင်းတဲ့အယတာဝလင်စွာဖြင့်တို့စားရတောက်ရတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်ဒါပါကြောင့်လဲဆိုလို့ရှိရင်မောရှိကနံပါတ်1ဘုရားသခင်ရှိမှာအော်ဟစ်ဆုတောင်းတာဖြစ်တယ်နံပါတ်2ကတော့မောရှိကနော်ဘုရားသခင်ပေါ်ပြတဲ့အရာတွေကိုအကောင်းဆုံးနဲ့လှုပ်ဆောင်လိုက်တာဖြစ်တယ်ဆိုတော့ဒီပြဿနာဖြစ်ရှင်းနိုင်တဲ့သူကတော့ဘုရားပဲဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့တွေ့ရတယ်အဲတော့ဒီဘုရားရဲ့ပေါ်ပြတဲ့အရာတိုင်း ဖရားရဲ့အသက်ရှင်စီလိုတဲ့အရာတိုင်းကျွန်တော်တို့ကအသက်ရှင်လျှောက်လာလျှောက်လန်းတယ်ဆိုလို့ရှိရင်ခက်ခဲချင်းကနေပဲအဆုံးမသက်သွားပဲねအောင်မြင်ချင်းကနေဖရားကပဲပြန်ပြီးမှမဆပေးတယ်เนาะအဲ့တော့တစ်ချက်ဒီခါတိမှုတွေကိုပြောင်းလဲရှင်နိုင်တဲ့သူကတော့သခင်ယေရှုခရစ်တော် ဒါမှလည်းရှင်ထာဝရဘုရားသခင်ပဲဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဖော်ပြတယ်အဲ့ဒီတစ်ပင်ကတော့နော်ယေရှုခရစ်တော်ကိုညွှန်ပြနေတာဖြစ်တယ်အဲ့ဒီတစ်ပင်ကတော့သခင်ယေရှုခရစ်တော်အားဖြင့်ခါသီးမှုတွေကိုပြောင်းလဲစီပြီးမှလူတွေအသက်တာကိုပြောင်းလဲစီတဲ့အရာချုံမိန်စီတဲ့အရာဆိုတာကိုကျွန်တော်တို့ဖော်ပြနေတာဖြစ်တယ်အဲ့တော့တကြောင်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ခါသီးခြင်းကနေနော်ချုံမိန်ခြင်း ဝါနေချင်းကနေဝါမြောက်ချင်းအပြစ်ရှိတဲ့သူတွေကိုလည်းအပြစ်ခွလချင်းကျွန်တော်ခံစားရတယ်လို့အတ္တတာရဲ၌ကျွန်တော်အနာကအဘဝတစ်ခုလုံးကိုလည်းသူယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကိုကြောင်းလဲစီတာဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်ဂျန်စာထဲမှာတော့လည်းတွေ့ရတယ်လူဟာတဲ့နော်ခရစ်တော်၌ကျွန်တော်ရှိတယ်ဆိုလို့ရှိရင်တော့အရာအလုံးဟာအတ္တ ဖခါကပြင်ဆင်ပေးတယ်။ဟောင်းတဲ့အရာတွေကိုဖယ်ရှားပေးမှကောင်းသောအရာနော်အတိတ်သောအရာအဖြစ်ဘဝအသက်တာကိုကျွန်တော်ရှောက်လန်းစီတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်။ဒါတကြောင်နော်ဖခါသခင်ပြုမဲ့အရာဖခါသခင်စီမှာကျွန်တော်စင်ရဒုက္ခနော်အမြူးမြုံမှုအကျုံတွေ့တဲ့အခါမှာ ဘုရားသခင်ကိုတိုင်ပင်ဖို့ဘုရားသခင်ကိုဆုတောင်းဖို့ဘုရားသခင်ကိုအားကိုးဖို့မောရှိခဲ့သူဘုရားသခင်နဲ့မိတ္တာရဖွဲ့ပြီးမှဘုရားသခင်စီခိုင်းတဲ့အရာကို အကောင်းဆုံးနဲ့တော့ဘုရားပြောတဲ့အတိုင်းလှုပ်ဆောင်ဖို့ရန်အတွက်အမတာမအရေးကြီးတယ်ဆိုတာကိုယ်အားပေးခြင်းနဲ့နောက်ဆုံးကတော့ခါသေးချင်းကိုကျွန်တော်တို့အောင်နိုင်ဖို့ရန်အတွက်ပေါ့နော်အဲ့ဒီခါသေးချင်းကနေပဲဘဝအဆုံးသက်သွားဖို့ရန်ဘုရားသခင်အလိုတော်မရှိပါဘူး ဝမ်းနေချင်းကနေပဲကျွန်တော်ဘုရားကဘဝအဆုံးသတ်ဖို့ရန်အလိုတော်မရှိပါဆင်းရဲချင်းထဲကနေပဲဘုရားကဘဝကိုအဆုံးသတ်ဖို့ရန်အလိုမရှိပါဒုက္ခပြဒနာကိုပဲရင်ဆိုင်လျက်နဲ့ကျွန်တော်ဘဝကိုအရှုံးပေးပြီးမှလောကီသားလိုကဲ့သို့ကျွန်တော်စိတ်ပြတ်ဝမ်းနေပြီးမှဘဝနေကုန်ချုပ်တာဖို့ဘုရားလိုတော့မရှိပါဘူးဘုရားသခင်ကတော့ကျွန်တော်တို့ကိုကြီးစုပြုတော်ဘုရားသခင်ဖြစ်ပါတယ်ဆိုတာကျွန်တော်အောင်းတိုင်းဖွင့်ရအတွက်ကျွန်တော် နှုတ်ကပတ်တော်ကဒီလိုလာပါတယ်ကျမ်းစာအာဆာလန်30ထဲမှာနော်ဆာလန်နံပါတ်30ထဲမှာ အပိုင်ငယ်9ထဲမှာဖတ်ပါမယ်အမျက်တော်ဒီခဏထွက်ဤဂျေဇူးတော်မူကားတသက်လုံးဒီဤညဦးရ၌ငိုကြွေးခြင်းဒီလာ၍တေးခုဤနာနေရ၌ကသချင်းစုရသော အခွင့်ရှိ၏ဘုရားသခင်ကကျွန်တော်တို့ကိုအမျက်တော်သာအဖြစ်တော့သူရဲ့ခါသေးခြင်းကိုပဲတချင်လုံးဘဝအဆုံးထိ မခံစားစီပဲနဲ့တဲ့နော်ကျွန်တော်ညာဦးရ၌ခက်ခဲချင်းတွေကိုလာရောက်ပြီးမှတဲခုပေးမယ်နာနဲ့ရ၌ကဂျေးစောတော့ချင်းမရတော့အခွင့်တချင်းစုရတော့အခွင့်ကို ဘုရားကဝေးတယ်ဘုရားကတော့ကျွန်တော်ချုံမိန်တဲ့ကောင်းတဲ့အရာအဖြစ်ဘဝကိုပြန်လည်ပြီးမှအသက်ရှင်နိုင်ဖို့ရှောက်လာနိုင်ဖို့ရတဲ့ကျွန်တော်ကိုပြင်ဆင်ပေးတာဖြစ်တယ်ဘုရားကပဲကျွန်တော်မဆာတာဖြစ်တယ်ဒါတွေ့ကြောင်းခါသေးချင်းကိုအောင်းနိုင်ဖို့ရတဲ့ကျွန်တော်တို့မလုပ်ရမယ်ဘုရားသခင်စီမှာငိုကြွေးလက်ကျွန်တော်တို့ဆုတောင်းဖို့ဘုရားသခင်ကိုအော်ဟစ်ဖို့ရံဖြစ်တယ်နောက်တစ်ခုကတော့ဘုရားသခင်ကိုတိုင်ပင်ပြီးမှ ြောဆိုဖို့ရဖြစ်တယ်နော်ကြားတစ်ခင်ပြင်ဆင်ပေးတဲ့အရာကိုမျှော်လင့်တတ်ဖို့ရဖြစ်တယ်ဟာနာကနော်တားမရလို့နော်တို့အားစိတ်ပြေဝမ်းနေပြီးမှအားငယ်ပြီးမှနေတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဘုရားရဲ့ဗိမာန်တော်ထဲမှာလာရောက်ပြီးမှဟာနာကဒူးထောက်လက်ငိုကြွေးလက်ဘုရားသခင်ရှိမှဆူတောင်းတဲ့အခါမှာဘုရားကသူ့ရဲ့ဆူတောင်းခြင်းကိုနားထောင်ပြီးမှသူ့ရဲ့ငိုကြွေးခြင်းသူ့ရဲ့ဝမ်းနေခြင်းသူ့ရဲ့အကျူးနေခြင်းတဲ့ကနေ ဒါကိုဘုရားကပေးတယ်ဆိုတာကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲဘုရားရဲ့ရှင်မှာပေါ်ပြလို့ဘုရားသခင်ကို တိုင်ပြင်လို့ဘုရားသခင်ကိုသူကကြွေးကြော်လို့ဖြစ်တယ်။ဒါတကြောင်ဒီကနေ့ကျွန်တော်ယုံကြည်သူအားလုံးရှိတဲ့နေရာနဲ့ခက်ခဲမှုတွေပြဿနာတွေရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာနော်မာရကေတုတောက်တုံးရခက်ခဲသောဘဝဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမဲ့ယေရှုခရစ်တော်အားဖြင့်ကျွန်တော်ချုံမင်ခြင်းသူရောက်ရှိနိုင်တယ်ဆိုတာခွန်အားပေးခြင်းတယ်။ နောခာတိချင်းကိုပြောင်းလဲစီတဲ့သူကသခင်ယေရှုခရစ်တော်ကိုပဲဖြစ်တယ်။သူရဲ့စကားသူရဲ့အလိုတော်အပြတ်သက်ရှင်ဖို့အောင်နိုင်ဖို့ရန်ကျွန်တော်ဘုရားသခင်ကိုဆုတောင်းပြီးမှဘုရားသခင်ကိုတိုင်ပင်ပြီးမှဘုရားသခင်ပေါ်ပြတဲ့အရာကိုလက်တွေ့လှုပ်ဆောင်ဖို့ရန်အတွက်ဖြစ်ပါတယ်။သူတို့ကဲ့သို့အသက်ရှင်နေဆိုလို့ရှိရင်ခါတိချင်းကနေပဲအဆုံးမတက်သွားပဲနဲ့ချူမိန်တဲ့ဘဝကိုပိုင်ဆိုင်ရမှာဖြစ်တယ်ဆိုတာ ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အယောက်တိုင်းကိုတိုက်တွန်းခေါ်အားပေးခြင်းနဲ့အယောက်တိုင်းပေါ်ဖြာရှင်ကောင်းချီးပေးပါစေ။အာမင်။ဂျေဇုတင်တဲ့